အသက်ငယ်နေတဲ့စကားလေးတခုစာပေရှိသူများအလုံးပဲမင်္ဂလာပါဗျယခုနောက်ထပ်မျှဝေပေးမှာကတော့ဆရာချမ်းကြီးဟန္တာဝဒီရေးတဲ့အကောင်းဆုံးစာအုပ်တော်ဖြစ်တဲ့တင်ခွန့်လွက်တက်ပြီလားဆိုတဲ့စာအုပ်အခန်း၅ကို မျှဝေပေးပါမယ်အသက်ငယ်နေတဲ့စကားလေးတခုကောင်းမွန်တဲ့အပြုအမူအပြောဆိုတိုင်းဟာမင်္ဂလာတပါးပါဒီနေ့လူငယ်တွေလေအဲ့ဒီမင်္ဂလာတပါးကိုရင်ထဲမှာထစ်ထားစေရှင်ပါတယ် မင်္ဂလာတရားနဲ့ပြည့်စုံခြင်းဟာကမ္ဘာလောကကြီးကိုတာယာအေးချမ်းမှုပေးစွန်းစေတာကတော့တရားရည်လို့ပြောပါရစေ။ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့လူတန်းပေါင်း9000ကျော်ဟာ လူမှုကိစ္စ၊စီးပွားရေးကိစ္စ၊နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီးစကားတွေနေ့စဉ်ပြောဆိုနေကြပါတယ်။အဲဒီလိုပြောဆိုကြတဲ့အခါမင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားကိုပြောဆိုကြဖို့မင့်နေကြတယ်။တရားပြန်တွေးကြည့်ရင် ဒီနှုတ်ခွန်းဆက်စကားဟာလူတူးနဲ့တူကြည်နူးဝမ်းမြောက်မှုကို ဖြစ်စေပါတယ်။ယုံကြည်မှုကိုဖြစ်စေပါတယ်။ဒီနှုတ်ခွန်းဆက်စကားကို နိုင်ငံတချို့ကကျင့်သုံးပြောဆိုကြပြီးနိုင်ငံတချို့ကတော့မပြောဆိုကြပါဘူး။တချို့နိုင်ငံတွေမှာတော့ဒီနှုတ်ခွန်းဆက်စကားဟာကွေပြောက်လူနီးပါးဖြစ်နေပါပြီ။ပြောရရင်ဒီနှုတ်ခွန်းဆက်စကားဟာတေဆုံးကနီးနေပြီးအသက်ငယ်နေပါပြီ။ ဒီနှုတ်ခွန်းဆက်စကားသာကဘာကြီးထဲမှာဆက်လက်ရှင်သန်ပြိုးဆော်နေကြမည်ဆိုရင် လူတွေလေးကြည်နှုံးဝမ်းသာကဘာကြီးလည်းตายပြီးသားရှိုးထမ်းမဲ့ဂိမ်းဆက်ရောက်စင်မှာမလွဲပါဘူးဒီနှုတ်ခွန်းဆက်စကားကြောင့်လူတယောက်ရဲ့ဘဝနဲ့အနာကပြောင်းလဲသွားတယ်လို့ပြောရင်မိတ်ဆွေတို့အံ့ဩသွားပါလိမ့်မယ်မအံ့ဩပါနဲ့ဒါတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်ပါအခုဖြစ်ရမှန်ကိစ္စကိုမိတ်ဆွေတို့ကိုဝင်ငှပါစေ မြန်မာနိုင်ငံရဲ့မြို့ကြီးပြည်ကြီးတွေမှာနေထိုင်ကြတဲ့ခေတ်ပညာတတ်လူငယ်လူရွယ်တွေအလောက်ကိုင်းအခွင့်လန်းတွေတင်းပြက်ကြက်ပြက်ရှိနေကြပါမယ်။တိုးရွာတွေမှာနေကြတဲ့စက်မှုလက်မှုပညာတက်မြောက်ကြတဲ့လူငယ်လူရွယ်တွေကတော့အလောက်ကိုင်းအခွင့်လန်းရရှိဖို့အင်မတန်နေပါကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေလေးပုံမှာ၃ပုံကကျေးလက်နေလူဒန်းစားတွေဖြစ်ပါတယ်။ကျေးလက်နေလူဒန်းစားဆိုတော့သူတို့စားဝဲနေရတဲ့အတွက်လုပ်တဲ့အလုပ်က လေလုတ်ရာလုတ်တောင်ရာလုတ်ပေါ့လေယာမပိုင်ဆိုင်တဲ့သူတွေကတော့အငှားကောက်စိတ်ပေးနှုတ်စည်ရင်ငှားလုတ်ကြတာပေါ့ပြောင်းလဲလာတဲ့ခင်းတဲ့အငင်ဖွေဖြိုးတိုးတက်လာတဲ့စနစ်နဲ့အငင်လက်မှုလေယာကနေစက်မှုလေယာဖြစ်အသွင်ပြောင်းလာတဲ့အခါလေယာမြေပိုင်ဆိုင်မှုမရှိတဲ့သူတွေအတွက်လောက်ကင်စားတော့ဖို့အခွင့်အလမ်းကတဖြည်းဖြည်းနေပါလာပါတယ်အဲ့ဒီလိုလေယာပိုင်ဆိုင်မှုမရှိလို့စားဝတ်နေရဒုက္ခရောက်နေတဲ့လူတွေအထင်မှာကိုမောင်ငယ်တယောက်လေးပါဝင်ပါတယ် ကိုမောင်ငယ်တို့မိသားစုကပကောတိုင်းကြောက်တကားမြို့နေထီလက်အုပ်စုအညာစုရွာမှာနေထိုင်ကြပါတယ်။ကိုမောင်ငယ်အသက်က46နှစ်သားသမီးက4ယောက်သမီးအကြီးဆုံးကနိုင်ငံခြားသွားပြီးအလုပ်လုပ်တယ်။သမီးအကြီးပို့တဲ့ငွေကျင်းနဲ့ကိုမောင်ငယ်တို့မိသားစု၄-၅လလောက်တော့အဆင်ပြေတယ်။၄-၅လကျော်လာတဲ့အခါသမီးကငွေမပို့တော့ဘူး။ထောက်ပံ့မှုတွေရက်ဆိုင်သွားတယ်။သမီးကငွေမပို့တော့ကိုမောင်ငယ်တို့မိသားစုစားရေးတောက်ရေဒုက္ခရောက်ခဲ့ရပါတယ်။ တတိတနည်းမင်းဖို့ကြောင့်ကမင်းခိုးထွက်ဖို့ကိစ္စကိုမောင်ငယ်အလုတ်မျိုးစုံနဲ့ဘဝကိုရင်ဆိုင်အန်တုခဲ့ပါတယ်ခါရှေကောင်မန်ကြည့်လို့တုံကြီးဖြုံမဲ့ကြံခါကမတန်းဆိုသလိုကြာလာတော့ကိုမောင်ငယ်တောက်မခံနိုင်တော့ပါဘူးသူနိုင်ငံခြားသွားအလုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နိုင်ငံခြားမှာရရအလုတ်လုပ်ပြီးမိသားစုစားဝတ်နေရေးကို ဖြည့်ရှင်းမယ်လို့စိတ်ကူးခဲ့ပါတယ်ကိုမောင်ငယ်ရန်ကုန်တက်လာပြီးရွာကလူငယ်တွေဆက်သွေးပေးတဲ့ အေဂျင်စီတစ်ခုကိုသွားဖောင်တင်အလုပ်လျှောက်ခဲ့ပါတယ်။နောက်၃ဘက်အကြာအင်တာဗျူးဖြေဖို့ပြန်သွားရပါတယ်။အင်တာဗျူးလာဖြေတဲ့သူတွေကိုကြက်လိုက်တော့လူငယ်လူရွယ်တွေအသက်ကိုခမ်းမန်းကြည့်တဲ့အခါနှစ်စေးအစိတ်တွေကိုမောင်ငယ်စိတ်တက်ကြာသွားပါတယ်။အင်တာဗျူးဝင်မဖြေတော့ဘူးလို့ဆုံးဖြတ်ချက်ရှမယ်အလုပ်မှာကိုမောင်ငယ်ရှိပါသလားလို့ခေါ်တန်ကြားတဲ့အခါဖြစ်ရှင်ဟာဖြစ်ဟာဆိုတဲ့အာတင်းစိတ်နဲ့အင်တာဗျူးအခန်းထဲဝင်သွားခဲ့ပါတယ်။အခန်းထဲရောက်ပြီးလူတွေကိုလစ်လာကြည့်မိတော့ မြန်မာလူမျိုးတရားမှမပါပါဘူးခက်တာကကိုမောင်ငယ်ကအင်္ဂလိပ်စကားလေးမတတ်ဘူးဘာလို့ရမှန်းမသိတာနဲ့လက်အုပ်ရှိခါကိုကိုင်းညွတ်လိုက်ပြီးမင်္ဂလာပါလို့ပြောလိုက်ပါတယ်နိုင်ငံခြားသားတွေကလေမတက်ရဲ့ကိုကိုကိုင်းညွတ်ပြီးကိုမောင်ငယ်ကိုမင်္ဂလာပါဆိုတဲ့အသွင်နဲ့ပြန်နှုတ်ဆက်ကြပါတယ်ကိုမောင်ငယ်ကိုသူတို့စူးစိတ်ကြည့်ပြီးအင်္ဂလိပ်လိုပြောနေကြတယ်ကိုမောင်ငယ်နားမလည်ဘူးပြီးတော့ပြန်နိုင်ပြီလို့အမှုအရာနဲ့ပြလို့ပြန်ထွက်လာခဲ့ပါတယ်ကျန်တဲ့လူငယ်တွေကို ်အင်တာဗျူးတာမိနစ်20လောက်ကြာပါတယ်ကိုမောင်ငယ်ကြတော့9မိနစ်လောက်ပဲကြာပါတယ်အင်တာဗျူးဖြည့်ပြီးကိုမောင်ငယ်စိတ်သက်ကြလို့နောက်နေ့ရွာပြန်လာခဲ့ပါတယ်ရန်ကုန်တက်လာတော့ကရှေးထားတဲ့ငွေကိုရှာဖွေပြီးပြန်ဆက်ရွာမှာကြုံရအလို့လို့ပြီးတလားလောက်ကြာသွားတဲ့အခါမထင်မှတ်ပေရန်ကုန်ကဖုန်းဝင်လာပါတယ်ကျွန်တော်တို့စီမအင်တာဗျူးလာဖြည့်ထားတဲ့အကိုမဟုတ်လားနောက်နှစ်ပတ်ဆို စင်ကာပူကိုသွားအလို့လို့ရမယ်အသင့်ပြင်ထားပါလို့ပြောလာတဲ့ဖုန်းတွေကစကား ိုမောင်ငယ်နားရီပြားရည်လောင်းထည့်လိုက်တယ်လို့ပါပဲအဲ့ဒီအချိန်ကိုမောင်ငယ်လောက်ပြောတဲ့သူကဘာပေါ်မှာမရှိဘူးလို့သူ ထင်ထားခဲ့တယ်ဂျွာတွေကလူတွေကလေသတင်းလာမဲကြတယ်ဂျွာတွေကဆက်စုတက်တဲ့လူတယောက်ကကိုမောင်ငယ်တို့အလင်မယားကိုနင်းယောက်ျားကခေတ်ပညာလေးမတက်အင်္ဂလိပ်စကားလေးမတက်ဒီကြားတွေအသက်က40ကျော်ဘေးအလုရှင်ကခေါ်มาလေဒါပေမဲ့နောက်နှစ်ပတ်လောက်ဆိုနင်းယောက်ျားစင်ကာပူကိုသွားရတော့မယ်နော်ငါတို့အရင်အံ့ဩနေမိတယ်လို့ပြောလာပါတယ် ိုမောင်ငယ်ကအရင်တုန်းကဘသူ့ကိုတွေ့တွေ့ကျွန်တော်ပြုံးပြတယ်အခုပြုံးပြတဲ့အပြင်လက်အုပ်ရှိခါကိုညှက်ပြီးမင်္ဂလာပါလို့ပြောတယ်အဲ့ဒါလို့ပြုံမှုန်ပြီးတဲ့အခါရင်းနေကြည်နုံမုန်းနဲ့ဝန်တာပီတိဖြစ်ခဲမိပါတယ်အင်တာဗျူးအခန်းလေးဝင်တော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပြောလိုက်တဲ့အကျိုးရလဲကြောင့်အလုတ်ခန့်တာပဲလို့ကျွန်တော်အကျွင်းမြင်ယုံတယ်ခမရတို့လေမင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားပြောပြီးနှုတ်ဆက်ကြရင်အရန်ကောင်းပါပဲလို့ပြောလိုက်ပါတယ် အကြောင်းတိတ်ဆိုင်လာလို့ဒီစကားလေးနဲ့ပတ်သက်ပြီးအနည်းငယ်ပြောရှင်မိပါတယ်။မင်္ဂလာပါဆိုတဲ့စကားကိုစတင်သုံးဆွဲခဲ့သူကဖဆဘာလအစိုးရခင်မှာပြည်ညာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးထွန်းနေ့စဉ်သတင်းစာကိုတီထောင်တီးဖြတ်ထုတ်ဝေခဲ့တဲ့စာရေးဆရာသတင်းစာဆရာကြီးဦးထွန်းဖေပဲဖြစ်ပါတယ်။ကမ္ဘာမှာ2018ခုနှစ်အကုန်အထိနိုင်ငံပေါင်း192နိုင်ငံရှိပါတယ်။အဲ့ဒီ192နိုင်ငံထဲမှာဗာတီကန်စီးတီးနဲ့ ပါလက်စတိုင်းတို့လည်းပါဝင်ပါတယ်ဒီတရား၉၀နိုင်ငံအထက်ကမင်္ဂလာပါဆိုတဲ့စကားကိုအထက်မှာဆိုခဲ့သလိုပြောဆိုတဲ့နိုင်ငံရှိသလိုမပြောဆိုကြတဲ့နိုင်ငံတွေလည်းရှိကြပါတယ်ဒီတလောက်ပြောရမယ်ဆိုရင်မင်္ဂလာပါဆိုတဲ့စကားအင်္ဂလိပ်လို hi there ထိုင်းလို sawarika ကိုရီးယားလို annyeonghaseyo ဂျပန်လို konnichiwa တရုတ်လို nihonma အိန္ဒိယလို namaste စသဖြင့်ပြောဆိုသုံးလုံးကြပါတယ် မင်္ဂလာဆိုတဲ့စကားနဲ့အပြုအမုံကိုတင်ကြားပေးခဲ့တဲ့လူတစ်ယောက်ကိုလေအမတ်တရားနဲ့တတိယနဲ့မြင့်ပြန်ပါတယ်။ဇာယေသူတို့ငေစင်ကမူလာတန်ចောင်းသားဘဝကစလို့အထက်တန်ចောင်းသားဘဝအထိစာသင်ပြမယ့်ဆရာစာသင်ခန်းလေးဝင်လာတန်းမင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ခွန်းဆက်ကြရစမြဲပါတက္ကသိုလ်ចောင်းသားဘဝရောက်တော့ဒီမင်္ဂလာပါဆိုတဲ့စကားဘယ်နာရောက်သွားတယ်လဲမသိတော့ပါဘူးမပြောဆိုမနှုတ်ဆက်ကြတော့ပါဘူးအခုအဲ့ဒီမင်္ဂလာပါဆိုတဲ့စကား ဆိုင်ရည်သူယင်လေးကပျောက်သွားခဲ့ပြီးအနှစ်20ကြာမှယင်လေးကိုပြန်ရောက်လာခဲ့ပါတယ်။ဆိုင်ရည်သူနဲ့ပရဟိတလုပ်ငန်းအတူတူလုပ်ကင်တဲ့ရွှေတန်လျင်နာရေးကူညီမှုအသင်းကြီးကအကိုကြီးအောင်နိုင်ဝင်းကိုမင်းနေတို့သုံးဆွဲခဲ့တာကိုသတိထားမိခဲ့ပြီးဆိုင်ရည်သူယင်လေးသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။နောက်တော့ပရဟိတကိစ္စတွေနဲ့ဗေဒေသကိုရောက်ရောက်တွေ့တဲ့လူတိုင်းကိုမင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားနဲ့နှုတ်ဆက်ခင်းမိနေတယ်။တန်ဖိုးရှိကြည်နှုံးစရာကောင်းတဲ့ ဒီစကားလေးကိုလက်ဆင့်ကမ်းငယ်လို့အခုဆိုရင်ကိုမောင်ငယ်တို့ရွာမှာနေထိုင်ကြတဲ့ရွာသူရွာသားတွေဟာတူဦးနဲ့တူဦးတွေ့ရင် အရင်ကလိုမရင်ကျဲတဲ့အပြုံမုံအပြုံဆိုစကားတွေနဲ့နှုတ်မဆက်ကြတော့ဘဲလက်အုပ်ရှိခါကိုညွတ်ပြီးမင်္ဂလာပါလို့နှုတ်ဆက်ကြပါတော့တယ်။ဒါကြောင့်စာရေးသူဆန္ဒကတော့အသက်ငင်နေတဲ့ဒီစကားလေးပြန်လေရှင်းသန်းနိုးထလာအောင်လူတူဦးနဲ့တူဦးတွေ့ဆုံကြရင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ကြရင် ဒီစကားလေးကျမ်းမာချင်တန်လာအောင် ပြုမှုဆောင်ရွက်ကြပါလို့တိတ်တွန်းလိတ်ရှင်ပါတော့တယ်။အဆုံးထိနာဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။